အဆန်ကကျွန်တော်ထင်ထားတာထက်စီပူစားတယ်ကျွန်တော်အခုအဆန်စီးလာတာ3လလောက်ရှိပြီ driving နေ comfort တွေကကျတော့သူကဟိုကောင်းတယ်လည်းမဟုတ်မကောင်းလည်းမဟုတ်ဘူးဘာမှသိဟိုထွေထူးပြောစရာမရှိဘူးစီရကျတော့ကျွန်တော်ထင်ထားတယ်စီနေနဲ့ပူစားတယ်ဒီ liver နင်းရင်မြို့ထဲမှာ liver နင်းသူ့ liver လို့နင်းလို့သိမကောင်းဘူးเนาะနည်းနည်းပျော့တယ် CS နဲ့ရှင်နေဆိုရင်ပျော့ဒီ gear ထိုးရတဲ့အချိန်မှာ CS ကပုံပြီးစုဖြစ်တယ်အဆန်ထက် ။ River Ascent နဲ့ကျွန်တော် highway ဒီကြားလဲကျွန်တော်ဒီငါးကောက်လို့တော့သွားပြီ။ကျွန်တော်ဒီ one way မြေသားပဲသွားတယ်။ပြီးတော့ကျွန်တော်ဒီတော့ဘက်ခဏသွားတယ်။ဒီအမြန်လမ်းလို့ပြောလို့ရောက်ရင်တော့ကျွန်တော်ကျွန်တော်ပူကြိုက်တာပေါ့နော်။ကျွန်တော် Ascent ကိုပူကြိုက်တယ်။ပူပြီးတော့ကြည့်အဲ့လိုအချိန်ရလာရင်ကျတော့ Ascent စပူပူကောင်းသွားရင်ကျွန်တော်တနေရပူအဆင်ပြေသွားပြီ။ဒါပေမဲ့သူကပေါ်ပေါ်ရှွတ်ရှွတ်တော့ဖြစ်တယ်။အဲ့ကိုရီးယားကားရဲ့အထားဘယ်လိုလဲမသိဘူး။ PS ကကျတော့ကျွန်တော် highway ပါလေသွားကြည့်ဘူးလေ။ သူ့ရဲ့ CR line return to center မပြန်တာအာကျွန်တော်တို့ကြောင့်အရင်ဒုက္ခပြေးလုံးတယ်ဒီအပြန်နေတာပေါ့နော်သူကလုံးဝမပြန်တာပေါ့ကျွန်တော်အရင်ဗီဒီယိုတစ်ခုမှတော့တခြားတော့ပြဘူးလေကျွန်တော် CS ဆိုတော့ကျွန်တော်မကြိုက်ဘူး SN နဲ့ CS နဲ့ဘာရွေးမလဲဆိုရင်ကျွန်တော်က SN ကိုပဲ recommend ပေးတယ်ကျွန်တော် CS ကိုနှစ်လလောက်စီးပြီးတော့မှလုံးဝအဆင်မပြေလို့ပြန်ရောင်းလိုက်တာဒီ info statement နေအရန်ခို့ထားတာတွေရယ် audio byte နေပြီးတော့ ဒီအတွင်းပိုင်းနေအရန်ခိုထားတာအပြင်တန်းသားတွေအရန်ခိုထားတာပေါ့နော်ဒီ CS ကိုကျွန်တော်တော်တော်လေးကိုမကြိုက်ဘူးပြီးစီစားတော့သူကအခုအဲ SS ဆိုရင်သူက10.6 km/l လောက်ရတယ် average ကိုအဲ CS ကကြတော့14လောက်ရတယ် GL ရှာ18လောက်ရတယ် CS နဲ့ SS နှစ်ခုတည်းကတစ်ခုရွေးဆိုရင်တော့ SS ကိုပဲကျွန်တော်ရွေးသိချင်တယ် ကျွန်တော်လည်းအခု SN ကတော့ကျွန်တော်တို့အများကြီးပို့အဆင်ပြေရပါတော့เนาะအဲဟိုကျွန်တော်ဒီ SN ကိုအရန်ကောင်းနေဆိုပြီးပြောချင်တာမဟုတ်ဘူးကျွန်တော်တို့မှာရွေးစရာကအခုကအရန်နှဲလာပြီဟိုရှိတဲ့ဂျပန်ကားတွေကလည်းအရန်စုပ်နေပြီညာအကျော်အစ်စ်ထဲမှာဆိုရင်ဒီလို family seat တဲ့စီတန်းကျွန်တော်မြင်တာပေါ့နော်ကျွန်တော်မြင်တော့သုံးမျိုးလောက်ပဲမြင်တယ်ချီတူကီ CS ရှိမယ်အခုဟွန်နိုင်အဆန်ရှိမယ်ပြီးရင်အဲဆန်ဒီအက်ဆယ်ရှိမယ် စနီ SL ကတော့ရုပ်ရင်ဆိုတော့ကျွန်တော်မြင်ကြိုက်ဘူး။စနီ SN တစ်ခုကျွန်တော်နှစ်စီးလုံးကျွန်တော်အခုကမောင်းပြီးသွား။ TS လည်း၂လလောက်မောင်းပြီးပြီ။အခု SN လည်းကျွန်တော်၂လ၃လလောက်ရှိပြီ။ကျွန်တော်တော့ SN ကိုတော့အများကြီးပို့ပြီးသဘောတွေ့တယ်။